လီဗာပူးဘောလုံးတင်ရဲ့အောက်ဘဲကန်စီတန်လက်လယ်မှုအစီအစဉ်မှာလူအောက်တဲ့ကားနဲ့ဝင်တိုက်ခဲ့တဲ့ဖြစ်ရဟာအကြမ်းဖက်ဝါဒနဲ့ဆက်ဆံမှုမရှိဘူးလို့ရဲတွေကပြောပါတယ်။အင်္ဂလန်ပရီးမီးယားလိအမှတ်ပေးပြိုင်ပွဲမှာချန်ပီယံဆုဆုကူရရှိခဲ့တဲ့လီဗာပူးအသင်းဟာမေလ26ရက်နေ့တုန်းကဘာဆေးဆိုင်ဒေသမှာရှိတဲ့လီဗာပူးမြို့ထဲမှာအမိုးဖွင့်ဘတ်စ်ကားနဲ့အောက်ဘဲကန်လက်လယ်မှုအစီအစဉ်ထားခဲ့ပြီးစောက်ဆိုင်နေတဲ့ပရိသတ်လူအုပ်ထဲကိုကားတစ်စီးကအရှိန်နဲ့ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဖြစ်စဉ်မှာကလေးလေးယောက်အပါအဝင်လူ28ဦးဆေးရုံတက်ခဲ့ရပြီးနှစ်ဦးရဲ့အခြေအနေကတော့စိုးရိမ်ရတယ်လို့ဆိုပါတယ်။နောက်ထပ်လူ20ကျော်ကိုလည်းနေရာမှာတင်ဆေးကုသပေးခဲ့ရပါတယ်။မာဆေးစာရဲတပ်ဖွဲ့ကတော့လီဗာပူးမျိုးခံအသက်53နှစ်အရွယ်လူဖြူပြည်တိုင်နိုင်ငံသားတဦးကိုဖမ်းဆီးထားကြောင်းပြောပေမဲ့အကြမ်းဖက်ဝါဒနဲ့ဆက်ဆက်တဲ့အထောက်အထားတော့မတွေ့ရဘူးလို့ဆိုပါတယ်။အခုတိုက်ခိုက်မှုဟာအစွန်ရောက်အစ္စလာမစ်ဝါဒနဲ့ဆက်ဆက်နိုင်တယ်ဆိုတဲ့ထင်ကြေးတွေပြန့်နှံ့လာတာကိုဖြေရှင်းဖို့အတွက် ရဲတပ်ဖွဲ့ကအခုလိုကြီးညာချက်ကိုလင်းလင်းမြန်မြန်ထုတ်ပြန်ခဲ့ရတာပါကားနဲ့ဝင်တိုက်တာခံရပြီးနောက်ကားကိုယ်ရနဲ့ချိန်မိပြီးညံ့နေတဲ့လူလေးဦးကိုမိသားတပ်ဖွဲ့ကကူညီကယ်ထုတ်ပေးခဲ့ရပါတယ်လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုတွေမှာတော့ကားကအရှိန်နဲ့ဝင်တိုက်ခဲ့လို့လူတွေလေထဲလွတ်ထွက်သွားတာကိုတွေ့ခဲ့ရပြီးကားရက်သွားတဲ့အချိန်မှာဒေါသထွက်နေတဲ့ဘောလုံးပရိသတ်တွေကကားမှန်တွေကိုချိုးဖြတ်နေကြတာတွေ့ခဲ့ရပါတယ်အဲ့ဒီနောက်ရဲတွေကကြားဝင်ခဲ့ပြီးရင်မောင်းကိုလူတွေကအနေနဲ့မပေးနိုင်အောင်ဝင်ရောက်တားဆီးခဲ့ကြပါတယ် လူအုပ်တဲ့ကားနဲ့ဝင်ထိုက်ခဲ့တဲ့အကြောင်းရင်းကိုရဲတွေကအတိအကျမထုတ်ပြန်သေးပေမဲ့အကြမ်းဖက်မှုနဲ့ဆက်ဆက်ခြင်းမရှိတဲ့တရားကိစ္စလို့ယူဆထားကြောင်းတခြားဆက်နယ်ပတ်သက်သူတွေရောရှိသေးသလားဆိုတာကိုစုံစမ်းနေကြကြောင်းမာဆေးဆိုင်ရဲတပ်ဖွဲ့ရဲ့ယာယီဒုတိယအကြီးအကဲဂျင်းနီဆင်ကပြောပါတယ်လီဗာပူးအသင်းသားတွေကစူဖလာကိုလှည့်လည်ပြသဖို့အစီအစဉ်ကိုအသင်းပရိသတ်တင်ကနန်းလောက်ကမြို့အနှံ့မှာစောက်ဆိုင်ကြည့်ရှုနေကြတာဖြစ်ပါတယ်။လီဗာပူးအသင်းရဲ့အမိုးဖွင့်ဘတ်စ်ကဖြတ်တန်းသွားခဲ့ပြီးမိနစ်ပိုင်းအကြာမှာပဲ လူအုပ်တဲကားနဲ့ဝင်တိုက်ခဲ့တဲ့ကိစ္စဟာပေါ်ပေါက်လာတာဖြစ်ပါတယ်။ပျော်ရွှင်ရမယ့်နေ့တစ်နေ့ကိုအမောင်မိုက်ဆောင်အရေးနဲ့ဖုံးလန်းသွားခဲ့တာဖြစ်တယ်လို့လီဗာပူးမြို့တော်ကောင်စီအကြီးအကဲလီယမ်ရောဘင်ဆန်ကလူမှုကွန်ရက်ပေါ်ရေးသားထားခဲ့ပါတယ်။လီဗာပူးဟာအင်္ဂလန်ရဲ့အောင်မြင်မှုအကြီးမားဆုံးသောဘောလုံးတင်တဲ့ရင်ဖြစ်ပြီးတစ်ဖက်မှာလည်းခြေခွဲစရာတမိုင်းဖြစ်ရက်တွေဖြတ်တန်းခဲ့ရပူပါတယ်။1989ခုနှစ်တုန်းကရှက်ဖင်းမှာရှိတဲ့ဟေးဖရော့ဘောလုံးကွင်းမှာလူအရန်ထူပြီးတိုးဝေခဲ့ကြရတာကနေအချင်းချင်းနင်းမိကြပြီး လူပိမိလို့လေဘာဘူးပြိသက်69ဦးသေဆုံးခဲ့ရပါတယ်။အဲ့ဒီဖြစ်ရမှာလူပေါင်း960ကျော်ဒဏ်ရာရရှိခဲ့ပြီးပြီးတဲ့အာဂစားသမိုင်းရဲ့တွေးထွက်တံရုံမှုအများဆုံးဖြစ်ရအနေနဲ့မှတ်တမ်းဝင်ခဲ့ပါတယ်။1985ခုနှစ်မှာလဲဘယ်လ်ဂျီယံနိုင်ငံဘရက်ဆဲမြို့ကဟေဆယ်အာဂစားကွင်းကြီးမှာလေဘာဘူးနဲ့အီတလီကလပ်ဂျူပင်တက်စ်တို့ဆင်ပြိုင်နေတုန်းအာဂစားရုံနေရန်ပြိုကျလို့အီတလီပြိတက်အများစုအပါအဝင်39ဦးသေဆုံးခဲ့ပါတယ်ရှင်။